လုံးမင်္ဂလာပါကျွန်တော်ကတိချောက်ထောက်ကလေးနဲ့တိပရိလေးကြဖို့အတွက်ပြပေးမယ်တဲ့ပရမသုံးစကြတာတဲ့တိပိတဲ့တပင်၄ပင်၃ပင်၄ပင်၆ပိတ်လို့ကြာသွားပြီတဲ့ကြာသွားရင်သူ့ရဲ့အပေါ်ကိုတဲ့တပင်၄ပင်၃ပင်၄ပင်၅ပင်၆ပင်တဲ့9ပင်တက်လိုက်တိပိတဲ့တပင်၄ပင်၃ပင်၄ပင်ဆင်လိုက်၆ပိတ်တဲ့ 6ပိတ်လေးเนาะ6ပိတ်လေးရအင်းအဲ့ဒါဆိုရင်သူ့ရဲ့ပုံတက်လိုက်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်တက်လိုက်တပိတ်တပင်2ပင်3ပင်4ပင်ဆက်လက်6ပိတ်တက်ကြပြီအဲ့ဒီ6ပိတ်နဲ့တပိတ်နဲ့6ထည်လို့ကြပြီကျွန်တော်တရဲ့ပါဝါ6ပရိလို့ပြန်ဖြည့်ရင်တာဖြည့်ဖို့အတွက်ဘယ်နေရာမှာလာဖြည့်တော့ဆိုတော့ဒီကနေပြီးတော့ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ခုနှစ်ကြိမ်ခုနှစ်နှစ်တက်လိုက်ပေါ့ဗျခုနှစ်နှစ်ချဒီကြိမ်ရဲ့ချင်း2013အဲ့ဒီတနည်းနည်းသုံးနည်းလေးနည်း၅နည်း၆နည်း၇နည်းချလိုက်။မြိုက်ချင်တာ။တနည်းနည်းသုံးနည်းလေးနည်း၅နည်း၆နည်း၇နည်းချလိုက်။ဒါဒီမှာရိုက်ချင်တာ။အဲ့တော့ကျွန်တော်ရိုက်ချင်တဲ့တိပရိတေကတဲ့ဘလို့ရိုက်ချင်တာလို့ဆို။ तू ကတိပရိရိုက်ဖို့အတွက်ကိုတဲ့။ သူကလားလာတယ်ဘာကောင်းလို့ဆိုတော့အဲ့တိပရိလေးထိတ်နဲ့တိပရိလို့ကြာလေးထိတ်နဲ့တိပရိလို့ကြာလေးထိတ်နဲ့တိပရိလို့ကြာမဲ့အချိန်မှာတဲ့သူကသူ့ရဲ့အပေါ်ဆောင်နေမှာရှစ်ပေတဲ့သူ့ရဲ့အပေါ်ဆောင်နေမှာကိုးပေတဲ့သူ့ရဲ့အပေါ်ဆောင်လေးမှာတုံညပေတဲ့စီနီယာလေးပိတ်သွားတယ်နော်စီနီယာလေးပိတ်သွားတာဟလာရှစ်ပိတ်တဲ့ကိုးပိတ်တဲ့တုံညပိတ်တဲ့စီနီယာလေးပိတ် အဲ့လိုပိတ်သွားပြီးရင်တဲ့ကျွန်တော်တို့ကလေးထိတ်လို့ကျွန်တော်တို့ရိုက်မှာလေးထိတ်နဲ့တစ်ပရိရိုက်မှာဘာလို့လေးထိတ်နဲ့တစ်ပရိရိုက်တယ်လဲဆိုတော့တစ်တစ်ပါဝါ6 6ပါဝါတစ်ပရိလို့ရိုက်ချင်တာလေးထိတ်နဲ့တစ်ပရိလေးထိတ်နဲ့တစ်ပရိလေးထိတ်နဲ့တစ်ပရိဟုတ်ပြီငါအရိုက်ပြီဆိုလို့ရှိရင်တဲ့အဲ့ဒါဆိုရင်တဲ့ဒီ3လေးอ่ะအပိတ်ကလေးอ่ะ ပါဝါခါတက်ရိုက်တာတော့ပါဝါတွေပဲဆော့မှာနော်ဟိုမှာ16ပါဝါနော်ပါဝါတွေပဲဆော့မှာဟုတ်ပြီဒီမြေပါဝါတဲ့နော်3ပါဝါအပိတ်ပါဝါ6ခါလေးအဒုတိယကတ်1ပါဝါ6ခါလေးဟုတ်ပြီအဲ့ဒါဆိုရင်4ပါဝါ9ခါလေး4ထိပ်ကရပြီ9ခါရပြီဒီမှာ10ပိတ်မယ်တိပတိဖြစ်သွားပြီအဲ့ဒါဆိုရင်တဲ့ဘလို့1တော့ ီရှစ်ထိတ်ကလေးနဲ့ဒီလေးလေးနဲ့နှစ်တယ်စီနီယာထိုးပြီနှစ်လေးနဲ့ရှစ်နဲ့လေးနဲ့နှစ်ကိုးနဲ့လေးနဲ့သုံးတုံညနဲ့လေးနဲ့လေးတဲ့လေးတဲ့နှလုံးသုံးနှလုံးနှစ်အဲ့ဒါဆိုရင်48တွဲတေးချသွားပြီတဲ့အဲ့ဒါဆိုရင်46တေးချသွားပြီ ဒါဆိုရင်49တေချာသွားပြီတဲ့နောက်အလုံးကိုတစ်ပြိတ်မှုလို့ရှစ်ကတည်းကမပြောဘူးเนาะအဲ့ဒါဆိုရင်တဲ့ဒီတစ်နဲ့ဒီချောင်းနဲ့ပေါင်းခဲ့တဲ့ခွန်နဲ့အဲ့ဒီခွန်လေးကကျွန်တော်တို့ကနောက်ပေါင်းခွန်အဲ့မနောက်ပေါင်းခွန်နောက်ပေါင်းခွန်အဲ့ဒါဆိုရင်တဲ့ နောက်ပေါင်းခွန်ဆိုတော့1ရက်6ရက်ပေါင်းရတဲ့ခွန်ကနောက်ပေါင်းခွန်လေးကြီးပြန်ဆော့သွားတဲ့အချိန်မှာခွန်နာတော့6နဲ့1နဲ့ပေါင်းရတဲ့ခွန်ပြီးသွားတာ6ရက်ပါဝါ1 1ရက်ပါဝါ6အဲ့ဒါဆိုရင်1ရက်ပါဝါ6 6ရက်ပါဝါ1ပရိဣတ္တအဲ့ဒါဆိုရင်1ရက်ပါဝါ6 6ရက်ပါဝါ1ပရိဣတ္တနော်အဲ့ဒါဆိုရင်1ရက်ပါဝါတဲ့1ရက်ပါဝါ6 6ရဲ့ပါဝါတိပရိတ်နော်သူအဲ့လိုတော့ တိပဲเนาะမကြည့်လိုက်ဟုတ်လားဒီဗရိ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 က၄၉၈ပထမကြတဲ့ကဏ္ဍက၄၈၉ဒုတိယကြတဲ့ကောင်က၄၆၁တတိယကြမဲ့ကောင်က၄၉၈ပေါက်ကြပါသေးဗျာ